看我们这边。这有单是十多张片的。ထုံးနဲ့ဆက်ပါတယ်အထုံးနဲ့ဆက်ပါတာကို၉၀၀ရှည်ရအခုကတော့ဒါငွေရှင်းဖို့တန်းစီနေရအတန်းဖြစ်ပါတယ် Hello တကယ်တမရလုံးဝမင်္ဂလာပါကြည်ရဒီနေ့မှာခဝဲချက်မှာဖွင့်တဲ့ Macro Supermarket ကိုသွားမှာဖြစ်ပါတယ်အဲဒီထိုင်းနိုင်ငံအခြေစား Macro Supermarket ကသူ့ရဲ့ပထမဆုံးစံကိုဒါ၂၀၁၀ 83ကအပပစုံတော်ဆက်ဆန်းမှသူဖွင့်တယ်။အဲဒီ2025မှာကဒီအင်းစိန်ပေါ်တော့ခဝဲချံမှာရှိတဲ့အဲနေရာမှာသူဒုတိယအကြိမ်ဒုတိယဆိုင်ခွဲအနေနဲ့ပေါ်တော့ဒါဖွင့်တာဖြစ်ပါတယ်။အခုကဆိုင်ဖွင့်ပွဲရက်လည်းနှီးတော့သူကဘိုင်ဝဲကက်ဝဲပရိုမိုးရှင်းတွေလည်းအများကြီးရှိရဲပြီးတော့ Micro Supermarket ကလက်လီလက်ကားကုန်တိုင်းကြီးဆိုတော့အဲ့ဒီမှာဘာတွေရှိမှလဲပေါ့နော်။ပြီးတော့ဝယ်ရတာဈေးတန်လားအပြင်ဈေးเนี่ยဘယ်လိုမျိုးกว่าမလဲပေါ့နော်။အဲ့ဒါကိုတွေ့ကြည့်မှာဖြစ်ပါတယ်။ကဲအဲ့တော့ like it let's go ပါမယ်။ ကတော့ micro sign ကိုမြင်နေရပြီပေါ့နော်။ तू ကအင်းစိန်လမ်းမပေါ်မှာရှိရ။စိုင်းမိုကြီးကလည်းအကြီးပဲ။ကဲအဲ့တော့သွားကြည့်မယ်။ထဲဝင်မှာဖြစ်ပါတယ်။ဒီနေ့ကတော့ဒါစိုင်းဖွင့်ပွဲရက်နဲ့နည်းနည်းဝေးဝိုင်းပေါ့နော်။9ရက်လောက်กว่าဝိုင်းဆိုတော့ဒါလူကတော့နည်းနည်းရှင်းနေပေါ့နော်။အဲ့ဒါသွားကြည့်မှာဖြစ်ပါတယ်။ဒီ ဆိုင်ရတော့တော်တော်ကျဲတယ်ကားပါကင်အေရီးယားလည်းအရန်အများကြီးရှိရပေါ့နော်အကြောင်းမလို့ကားရအများကြီးလည်းလာလို့ရပါတယ်ဒီအနောက်ဘက်မှာမိုက်ခရိုရဲ့အနောက်ဘက်မှာကားပါကင်အခြေရှိရအရှိမှလည်းရှိရပေါ့နော် ဒါကတော့ micro ရဲ့ပေါ့နော်အနောက်ဖက်ကားပါကင် area ဖြစ်ပါတယ်အကျယ်ကြီးပဲဒီအနောက်ဖက်မှာလည်းဒါအဆောက်အဦထဲမှာလည်းပေါ့နော်ဒါမိုးလုံလေးလုံနေကားပါကင်ထားလို့ရတဲ့နေရာရှိရဲ့ပြီးတော့အပြင်မှာလည်းအကျယ်ကြီးပဲပေါ့နော်ဒါကတော့ micro ရဲ့ကားပါကင် area အတွင်းဘက်ဖြစ်ပါတယ်ဒီမှာဆိုလည်းကားအစီးရေအများကြီးထားလို့ရတယ်ပေါ့နော် အခုကတော့ဒါဝင်ပောက်ကိုရောက်လာပါပြီ Micro ရဲ့ခဝဲကြံဆိုင်ကပေါ့နော်ဒါ2025အောက်တိုဘာ15ရက်နေ့မှာစောက်ဖွင့်ထားတာဖြစ်ပါတယ်ဆိုရင်လည်းဒါမို့ဖုကံပေါ့နော်ဖုကံလေးရှိပါတယ် ဝင်ထုတ်ဆက်ရှိတယ်ပေါ့နော်အခုကတော့ဒါအပေါ်တက်ကိုဆက်သွားကြည့်မယ်ဖြစ်ပါတယ်ကွာတော့ဒါမက်ခရိုရောက်ပြီပေါ့နော်ကဲတော့အထဲကိုဝင်ကြည့်ပါမယ်ထဲဝင်ကြည့်ပါလား ာလေမိုက်ခရက်အပြင်ပဲချမ်းမှာလဲဒါမိုဆေးရန်လေးတွေတွေ့ရတယ်အခုကတော့အထဲကိုအရင်ဆုံးဝင်มาဖြစ်ပါတယ်ဟိုမှာ entrance ပါဒီဘက်ကနေအရင်ဝင်มาဖြစ်ပါတယ်အခုကတော့ဒါဝင်ဝင်ချင်းမှာ အသားရန်ကိုအရင်သွားမယ်ပေါ့နော်အသားရန်သွားရှာပါမယ်ဒါဆိုတော့ဒါအသားရန်ကိုရောက်ပြီပေါ့နော်အဲဒီမက်ခရဲထူးခြားချက်ကဘာလဲဆိုတော့ဒါ ရက်ွက်ထဲရဈေးဆိုင်နေမှာဆိုရင်အဲသူကစက်သားဆိုစက်သားကလီစံဆိုကလီစံအတွဲလိုက်ဝယ်ရတယ်ပေါ့နော်ဒီမှာဆိုရင်အသေးဆိုအသေးတီးတန်ဝယ်လို့ရတယ်အမြင့်ဆိုအမြင့်တီးတန်ဝယ်လို့ရတယ်အဲအဲ့လိုမျိုးလေးဝယ်လို့ရရတာသူကထူးခြားချက်ဖြစ်ပါတယ် တာကြက်သေးဝယ်ပြီးသွားပြီဒါလာချိန်တာဖြစ်ပါတယ်ဒါဘလာဖို့ရှိမယ်ပေါ့နော်ဟိုမှာအများကြီးဝယ်လာတယ်မာဆိုရင်လဲဒီစကုံးမအကြီးရေသူက2800အများကြီးပဲ2800ဒီမှာဆိုရင်လဲဒါစက်သားနဲ့ပတ်သက်လို့ပေါ့နော်ဒါရှင်းမုံသားတူးတန်နေပြီးတော့စက်သားစိတ်သားတွေပေါ့နော်အဲ့လိုမျိုးအများကြီးဒီမှာရှိတယ် ကြိုက်ရွေးလို့ရတယ်ပေါ့နော်အကြိုက်ခက်အကြိုက်ထက်ဒါကိုစိတ်ကြိုက်ပေါ့နော်ရွေးလို့ရပါတယ်ဒါကတော့အသားရမ်းဖြစ်ပါတယ်အသားရမ်းမှာလာပြီးရွေးရလူရအများကြီးပဲပေါ့နော်ဒီဘက်မှာဆိုရင်လည်းဒါကော်ဖီကော်ဖီအဆောင်ပေါ့နော် hello coffee တော့မြန်မာချင်းမျိုးတို့ပါတော့အဆောင်ပေါ့နော်ကော်ဖီရယ်ဆိုလည်းအဆောင်အဆောင်ရှိပါတယ်ဒါကတော့ဒါအချိုရည်တန်းပေါ့နော်အချိုရည်တန်းဆိုလည်းအချိုရည် brand ဘောင်းဆောင်ကိုဒီမှာတွေ့ရတာဖြစ်ပါတယ်တခြားဆိုင်တွေဆိုရင်ပေါ့เนาะဒီအခုက transportation တွေအရင်ခက်ခဲတဲ့ကာလဆိုရင်ဒါပစ္စည်းမရမှာတွေပါရှိရအတွက်ဒီ micro မှာလာပြီးတော့ပြန်ရောင်းနေသူတွေပေါ့เนาะလကားပြန်ဖြန့်နေသူတွေဒီမှာလာဝယ်ကြတာလည်းရှိပါတယ်ပြီးတော့ဒီပဲဆမ်းမှာဆိုရင်လည်းသူက warehouse ပုံစံကြီးပေါ့နော်ဆင်အကြီးကြီးနဲ့ဒါတင်တင်ပြီးတော့ဒါအချွေရေပြထားတာတွေ့ရပါတယ် ာ promotion area အတိုင်းဖြစ်ပါတယ်ဒါလေးဖောင်းမုတ်တွေပါတယ်ဆိုရင်လည်းဒီမှာအဲဒီတစ်ထောင်လုံးပေါ့နော်ဒီတစ်ထောင်လုံးကို9800ပေါ့နော်9800နဲ့ဒီမှာ promotion ချတာတွေ့ရပါတယ်ဒီကအရှိအသားလမ်းပြီးသွားပြီဆိုတော့ဒါဟင်းနေဟင်းရွက်နဲ့ဒီအနှံနဲ့တော့သွားမှာဖြစ်ပါတယ်ဒါမလာဦးလို့ကော်ပြီးတော့ပေါ့နော်ကော်ပြီးဆိုရင်ဒါတစ်ထုပ်ဘလောက်လဲကြည့်ကြည့်မယ် ော့ copy တထောက်ကိုတုံးတာ ਉਹ နဲ့ macro မှာရောင်းတာဖြစ်ပါတယ်ဒီမှာဆိုရင်တင်မောဒီပူဒီပေါ့နော်ချက်ဖြုံဒီရအစာတွေ့ရပါတယ်ဒီအရှိမဆိုရင်ရှုဖြုံဒီအာလူးပေါ့နော်တွေ့ရပါတယ်အဲတော့အာလူးပါအဲတော့အာလူးဒမ်ဖြစ်ပါတယ်အာလူးမင်းရှိပါတယ်မမဆိုမှာဒါခင်းနေရတယ်ပေါ့နော် အခုကတော့ဒါဟင်းသီးရွက်တံသွားပြီးဝါရီဆိုတော့အခုကဒီဘက်ချမ်းမှာဆိုရင်ဟင်းခက်အမွေးကြိုင်ကြီးရောင်းတဲ့နေရာရှိရပေါ့နော်ဟင်းခက်အမွေးကြိုင်ကြီးရောင်းတဲ့နေရာလည်းရှိတယ်ဒီအချိန်မှာဆိုရင်ဒါငါးတွေပင်လန်စာတွေရောင်းတဲ့နေရာပေါ့နော်အဲ့ဒါကိုလည်းတွားမှာဖြစ်ပါတယ်ဒီမှာဒါဆိုရင်လည်းဒါပဇွန်ပုတ်ကြီးတွေတွေ့ရပါတယ်ဒါကြာပဇွန်ကြီးရေပေါ့နော် တော့တွေ့သေးပါဒီမှာဒီမှာဟောတာအာကျွန်တော်တို့ပြောငမွေရိုးတွေနဲ့တလဲရိုးတွေပေါ့နော်အဲ့ဒါတွေကိုလည်းတွေ့ရပါတယ်မျိုးအစုံလေးတူပါတယ်။ဒါတော့ငါးတန်းပေါ့နော်။ဒါတော့အချူရီရေတန့်တော့ ဆိုရင်လည်းမကုနာကော်ဖီတို့စူပါကော်ဖီမြို့တွေတွေ့ရပါတယ်မကုနာကော်ဖီဆိုတော့ခဏခဏချရအကျပါကဲတော့ဒါအသီးရွက်အသားငါးလမ်းပြီးတော့ဒါလူသုံးပုံပစ္စည်းတွေကိုတွက်ပြပေးမယ်ပေါ့နော်။ဒါတော့ Hello Coffee ဖြစ်ပါတယ်။ Hello Coffee ဆိုဒီမှာ discount ချနေရပါ။တောင်းတစ်ထောင်လေးရဖြစ်ပါတယ်။ဟုတ်။ကြောက်ကြိုက်လား။ဒါကြိုက်လေးတသားလေးကြိုက်ကြပါဦး။ အဲဆိုရင်ဒီမှာ super coffee mix super coffee mix က190ပါတယ်190ပါတော့980အဲသူတို့ discount ချနေရဖြစ်ပါတယ်ခါကြကျွတ်ကျွတ်ရရပစောမောက်ရ4950 promotion ချတာဖြစ်ပါတယ်4950ဒါကြတော့ဒါမိုးရှိတဲ့အဆက်တဲ့ ဆက်အလူကျော်တဲ့6400ဒါပေမဲ့သူကကြမမ်ဘာတွေအတွက်အထူးလျှော့စီမမ်ဘာအတွက်ပဲမမ်ဘာကန့်ရှင်တော့သူလျှော့သေးရမှာနော်ဟုတ်ဟုတ်ဟုတ်ဟိုပါပေါ့ပြောကြည့်လားမလေဖောက်မှုတွေဆိုတာဒီနေရာတွေမှာအစုံပဲတစိမ့်စုံအရသာအစုံဒီမှာအများကြီးပဲဆိုင်ဖွင့်နေသူတွေဆိုဒီမှာတခါတယ်ဝယ်လိုက်ရုံပဲမိုက်တယ်မကြီးဟာဒါဆိုထုတ်ပဲကြံတော့တယ်စတော့တော့ပြတ်သွားတယ် ဒါကတော့ခေါက်ဆဲကြောက်ခေါက်ဆဲကြောက်တန်ဖြစ်ပါတယ်အခုကတော့ဒါငွေရှင်းဖို့တန်းစီနေရတဲ့အတန်းကြီးဖြစ်ပါတယ်ကိုရီးယားလက်တော်မရောက်သေးဘူးအတန်းအရှိပဲ အခုကဒါဆန်စီစာအတန်းပေါ့နော်ဒီမှာဆန်ဆိုလဲ၃ပြီတုပ်လေး၆ပြီတုပ်လေးတွေအဲ့လိုမျိုးသူကရှမ်းဆန်လားရိုးရိုးဆန်လားကုန်ရှိပါတယ်စီဆိုလဲဒါစီဒီဇိတ်အမျိုးမျိုးပေါ့နော်အဲ့ဒါတွေကုန်ရှိအဆုံးရှိပါတယ်ဒီမှာမက်ခရိုမာဆိုရင်လေသူကစင်ကြီးပေါ့နော်စင်ကြီးတွေရိုးပေါင်း14ခုပေါ့နော်14ခုမှာသူကကြတော့လူသုံးပုံပစ္စည်းတွေကို ဒါခင်းချင်းပြတ်သားပြီးတော့ရောင်းချထားတာဖြစ်ပါတယ်အဲ့စင်မမှာပေါ့နော်ဒါသူတို့လူသုံးခုပစ္စည်းစံစီစအကုန်အစုံအအစဒီမှာရောင်းချရတာဖြစ်ပါတယ်ကြီးပဲပေါ့နော်ဒီမှာဒါကျက်ဥတန်းပေါ့နော်ကျက်ဥတန်းဆိုစတော့တောင်ပြတ်နေပြီဒါကျက်ဥအလုံး30ဆိုအောင်ခွန်ပါပေါ့နော်ဒါအလုံး30နှစ်ပါဆို1000 1300ဖြစ်ပါတယ် တော့ဆက်ပြအတန်းဖြစ်ပါတယ်ဒီမှာဆိုရင်ဥကိဆက်ပြလည်းဘလောက်လဲပေါ့နော်ဒါအပြင်းစင်းနဲ့မှန်းလို့ရအောင်ပြပြပြပါမယ်ဒါဆိုရင်6200ပါဥကိဆက်ပြဒါဘူးကြီးပေါ့နော်ဒီဆို6200ပါဘူးကြီးကန်းဆွဲဘူးဒါဆိုဒီမှာ rainbow rainbow ဆိုရင်သူက discount ချထားရပါတော့เนาะဒါ1200ပဲရှိတယ်ဒီကန်းဆွဲဘူးက1200 ါဒီဘူးကြီးကကြတော့9450နဲ့သူတို့ discount ချထားတွေ့ရပါတယ်မဆုံးလဲ gas me ဘုံနဲ့ပတ်သက်တဲ့ပစ္စည်းတွေ gas me ဘုံ gas ဘုံအဆုံးရှိပါတယ်ပြောမှာဆိုရင်လည်းလျှက်စစ်ပစ္စည်းအဲကူလာပန်ကာဒန်ဒီပေါ့နော်အဲ့ဒါကြီးအစားတွေ့ရပါတယ် မှဆိုရင်လည်းဒါအသားတွေပေါ့နော်အသားတွေအသားပြားဘောပေါင်ကြောက်တွေအစီဘီနဲ့ပတ်သက်လို့ရရတယ်လည်းအဆောက်ရှိရတဲ့စိတ်ဆိုင်စီအမီတွေအစားစတော့အကုန်ရှိရမလို့လက်ကားပြန်ပြီးတော့ရောင်းချင်တဲ့တွေလည်းဒီမိုက်ခ်ဖုန်းမှာစတော့မပြတ်ဘဲနဲ့ပေါ့နော်ဆစ်ချလက်ချဝယ်လို့ရပါတယ်အစီရတော့အများကြီးပဲဒါကြတော့ဒါမရှင်းဖို့စောင့်နေအတန်းကြီးဖြစ်ပါတယ် Pro ကတော့သူကအိမ်မှနေပြီးတော့ပေါ့နော်ဒါသူ့ application ကနေလေဒီမှာ Pro မှာရှိတဲ့ပစ္စည်းတွေကိုမှားယူလို့ရပါတယ်။အခုကေရောတော့ဒါမရှင်းမှုဆောင်နေရဖြစ်ပါတယ်။မရှင်းမှုတော့မှတော်တော်ဆောင်ရပါတယ်။ဒါ7မိနစ်လောက်ကရက်နေရတယ်ပေါ့နော်။ဒါအရှိမရှင်းမှုဆောင်နေဖြစ်ပါတယ်။ ဲ့ဒါအရှိတ်ဘက်မှာဆိုရင်လည်း stationery ဆိုင်တွေရွှေအိုးစေးဆိုင်တွေလည်းတွေ့ရပါတယ်။ဟိုကတော့ချက်ပါရပါပြီ။အဲဟိုကပြန်လာတော့လေ။ ဒါတော့ထပ်ပါပြီ။မမြင်ရတာအဝင်ငန်းနေပေါ့နော်။အဝင်တလေကလည်းအထက်တလေကဖြစ်ပါရဲ့။ကဲဂီရိုဘူးကတော့ဒါမက်ခရိုမှာ shopping ထွက်ပြီးသွားပြီဆိုတော့အခုကတော့ပြန်ပါမယ်။ဒါလာမယ့်တငယ်ချင်းတွေအတွက်ပေါ့နော်။မိုက်ခရိုကကြတော့သူကအိတ်မပေးပါဘူး။အိတ်မပေးဘူးဆိုတဲ့အတွက်ကိုယ့်ဘာသာကိုအေးရနေအိတ်လေးစောင်းလာလို့ ရိုင်းပို့ပြီးတော့အဆင်ပြေပေါ့နော်တကယ်လို့ကိုကမဆောင်လာပြီဘူးဆိုရင်လည်းမက်ခရိုမှာကြာအိတ်ရောင်းတယ်တအိတ်ကိုတစ်ထောင်နဲ့ရောင်းပါတယ်ပြီးတော့ဒီမက်ခရိုမှာကြာတော့ဒီကားပါကင်အပြင်သူကစပိန်ရဲ့ရဲ့နေရာဆိုတဲ့ဟာလေးလည်းတွေ့ခဲ့တယ်ဆိုတော့ဒါအနီးအနားတဝိုက်ပေါ့နော်ဒါစပိန်လေးနဲ့လာပြီးတော့စပိန်ကိုဆိတ်ချက်လက်ချက်အမြန်မှာရက်ခဲ့ပြီးတော့ဒါလာပြီးတော့ဈေးဝယ်တာတို့ဘာလို့ဆိုလဲအဆင်ပြေပါတယ်ကဲတော့ကိရောအခု shopping လုပ်ထုတ်ပြီးဆိုပြန်ပါပြီအားလုံးမှာနှုတ်ဆက်ပါတယ်တတ်ပါ